ဘွန်ဆိုင်ပင်လေးတွေကိုစိုက်ချင်တယ်ဆိုရင်ဘာလို့အမလဲပေါ့ဒါကတော့ကျွန်တော်တယောက်တည်းရဲ့အနေမှာဘာတွေပြင်ဆင်ရမလဲဆိုတာကိုမေးကြတာများပါတယ်။များများစစ်စမ်းမလို့ပါဘူး။ပထမဆုံးအနေနဲ့တော့ပင်စိုက်မှာဖြစ်တဲ့အတွက်ကြောင့်စိုက်ပျိုးရေးနည်းပညာကိုအခြေခံလောက်တော့ပြီးထားရပါမယ်။ဒုတိယအနေနဲ့ကတော့အမှုပညာမျက်စိလို့နည်းနည်းလို့ပါမယ်။ပကြီးမျိုးပေါ့။ ပကြီးကားကိုကြည့်ကြည့်တတ်မှာပဲဒါဒါတော့မခက်ပါဘူးပုံစံချစ်သူအပင်ချစ်သူတွေဖြစ်တဲ့အတွက် online ပေါ်မှာအပုံစံပြနေအများရှိပါတယ်များများကြည့်ပေးပါကြည့်ပေးလို့ရှင်ဒီဘွားကြည့်တတ်လာပါလိမ့်မယ်နောက်ဆုံးအနေနဲ့ကတော့တသနာလို့ခေါ်မလား philosophy လို့ပဲပြောရအောင်အသိပဲခုကိုမြင်အောင်ကြည့်တတ်ဖို့ပါအနည်းဆက်ဆုံးပြောရမယ်ဆိုလို့ရှင်တော့ online ပင်လို့ဆိုလိုက်တာနဲ့ online only ထဲမှာစဉ်းတန်းနေရတဲ့ online ပင်ရဲ့ဟောစာနာနားလည်တတ်ရမယ်အပင်လေးက ကန့်တတ်ထားတဲ့ပုံအုံသေးလေးထဲမှာဘယ်လိုရှင်သန်နေရလဲသူရဲ့ဘဝဘယ်လိုလဲอืมဟွာသူရဲ့ဘဝအပင်ဆိုတော့တကယ်လွတ်လွတ်လပ်လပ်နဲ့ရှင်သန်နေရမယ့်ဘဝဒီအိုးလေးထဲမှာရှင်သန်ရတာသူသူ့အတွက်ဘယ်လောက်ထိခက်ခဲမလဲဆိုရယ်အားမျိုးပေါ့เนาะအဲ့လိုမျိုးစာနာလားလေတတ်တဲ့အဲစိတ်ထားလေးမျိုးလေးရှိတတ်ရပါမယ် နော်ပြောချင်တာဗျာပကြီးဆရာတွေမှာအဲပကြီးတွေမှာလည်းပကြီးဆရာတွေကတခုခုပြောချင်တာကိုသူပကြီးထဲမှာဆွဲပြီးတော့ပြောထားလေးရှိတယ်ဗျာတူတာမန်တတနာဘိုင်းပေါ့နော်အဲ့လို message တခုခုမဖတ်တတ်တဲ့လူတွေကြတော့ဘလောက်ပဲကြည့်ကြည့်မသိဘူးဘွန်ဆိုင်မှာလည်းအဲ့လိုပဲဘွန်ဆိုင်ပညာရှင်တွေကသူတို့ပြောချင်တာကိုဖြစ်ချင်တာတခုခုဘွန်ဆိုင်လို့ရင်းနဲ့သူကထည့်သွင်းထားတတ်တယ်အဲပုံဖော်ထားကြတယ်ဒီတော့အဲ့ဒါကိုဟို ပုံဖော်တတ်တဲ့စိတ်လေးပေါ့နော်အဲ့လိုမျိုးစိတ်လေးအေးပုံဖော်တတ်တဲ့အဲအဲဘယ်လိုပြောမလဲနားလည်မှုတစ်ခုပေါ့အဲ့လိုမျိုးလေးလိုပါတယ်ဒီ၃ခုကိုတည်ပြီးဆိုရင်တော့မဆိုးပါဘူးဒီတော့နောက်ဆုံးအနှစ်ချုပ်အနေနဲ့စိုက်ပျိုးရေးနည်းပညာရဲ့အမှုပညာပကြီးမျက်စိလေးရဲ့တတနာနည်းနည်းလေးရဲ့တည်ပြီးဆိုလို့ရှိရင်ပုံစံကိုချစ်လို့ရပြီစိုက်ပျိုးလို့ရပြီကဘာကြီးကိုလည်းတည်င်းစကားပေးလို့ရပြီကဲ ဖွင့်ဆိုင်ပင်ကောင်းကောင်းလေးတွေကိုပိုင်ဆိုင်နိုင်ကြပါစေစိုက်ပျိုးနိုင်ကြပါစေဗျာကျေးဇူးတင်ပါတယ်